်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စိုက်ပါလင်းလေခိုင်ခေါင်းဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့နိုင်ငံတကာကို NUG တိုက်တွန်းဆေးဥစု BGF ပြည်သူစစ်တွေဟာလိန်လယ်မှုစင်တာတွေရဲ့အကျိုးခံစားခွင့်ရနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဆိုင်ဘာယာဇဝစ်စင်တာတွေရဲ့အမြင့်ဆုံးခေါင်းဆောင်အဆင့်ရှိသူတွေကိုပြစ်မှတ်ထားထိုက်ကြိုက်ဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုဝင်ဘာ15ရက်မှာတိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့၏မြန်မာပြည်တွင်းနှင့်ပြည်ပမှလိင်လေခိုင်ခေါင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုဖို့လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States Scan Center Strife ဖွဲ့စည်းတာရာဇဝတ်ဖွဲ့စည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာနဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖို့အတွက်ဗန်နာယီဌာနကကြေညာခဲ့တဲ့လှုပ်ဆောင်ခြင်းတွေအပါအဝင် အိန္ဒိယနိုင်ငံတွင်ဒေသရင်းနိုင်ငံတွင်လည်းနိုင်ငံတကာအဖွဲ့အစည်းအားလုံးရဲ့ကြိုးပမ်းမှုကိုကျေးဇူးတင်အသိမှတ်ပြုကြောင်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ရာဇဝတ်မှုတွေရပ်တန့်ဖို့လိမ့်လည်ခံရသူတွေရဲ့ငွေကြေးပြန်လည်ရရှိနိုင်ဖို့နဲ့လူကုန်ကူးခံရသူတွေကိုသူတို့ရဲ့လူအခွင့်အရေးအလေးထားပြီးနေရက်သို့ပြန်လည်ပို့ဆောင်နိုင်ဖို့နိုင်ငံတကာမှတိုးမြှင့်ကြိုးပမ်းမှုလိုအပ်နေသေးတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ အဲ့ဒီလိုလှုပ်ဆောင်ချက်တွေဟာမြန်မာနိုင်ငံငြိမ်းချမ်းသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့နဲ့ဒေတာတစ်ခုလုံးအတွက်လိုအပ်သောတည်ငြိမ်အေးချမ်းဖို့အခြေအနေကောင်းတွေပံ့ပိုးပေးစေမယ်လို့ဖော်ပြပါတယ်။မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့၎င်း၏ကုကဲမှုအောက်ရှိနေကြာဆောင်တပ်များမဟာမိတ်ပြည်သူ့စစ်အဖွဲ့များနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများသည့်အထက်ပါလိမ့်လည်မှုစင်တာများ၏အကျိုးခန့်စားခွင့်များကိုရရှိနေသူများဖြစ်သည်လို့ NUG ကထုတ်ပြန်ပါတယ်။ အဲ့ဒီအကျိုးမြတ်ငွေတွေနဲ့တခြားရာဇဝတ်မှုများမြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမီးလောင်ရလေပင့်ဖြစ်စေတယ်လို့လည်းဖော်ပြပါတယ်။လိင်လင်မှုနဲ့လူကုန်ကူးမှုနှစ်ခုလုံးရဲ့အသားကောင်တွေထဲမှာမရေတွက်နိုင်တဲ့မြန်မာနိုင်ငံသားတွေနဲ့ကမ္ဘာတဝန်းကလူများစွာပါဝင်ကြောင်းလည်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနိုင်နေအမြင့်ဖြတ်ဖို့နဲ့ထိခိုက်သူတွေကိုပံ့ပိုးကူညီနိုင်ဖို့တိုင်းသာတော်လှန်ရေးအဖွဲ့များ IAO ဂျာဖြတ်မိဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေအခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့အတူညှိနှိုင်းဆောင်ရွက်သွားဖို့ခရီးကဝတ်ကိုဆက်လက်ကျင့်သုံးသွားမယ်လို့အတည်ပြုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာအလုပ်အဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကအကူအညီပံ့ပိုးတဲ့အပိုင်းမှာပါဝင်တယ်လို့ဖော်ပြပါတယ်။စင်ခုံမှုတွေကိုကင်တွယ်ဖြည့်ရှင်းရမှာစစ်အာဏာရှင်တွေရဲ့ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများကိုနှိမ့်နှင်းနေကြတော့နိုင်ငံတကာနဲ့ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနဲ့ NGO တို့ပူးပေါင်းဆောင်ရွက်မှုကိုကြိုးစိုးကြောင်းဖော်ပြပါတယ် မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေကရနေတဲ့တရားမဝင်ငွေကြေးစီစဉ်မှုတွေကိုဖျက်တောက်ခါထိုးဝင်ငွေတွေကိုအသုံးပြုပြီးကျူးလွန်ထားသောရာဇဝတ်မှုများအဆုံးသတ်နိုင်ဖို့လိမ့်လေခံတားရသူများတရားမျှတမှုရရှိစေဖို့နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အစဉ်တစိုက်လက်တွဲဆောင်ရွက်ဖို့ဂရုပြုကြောင်းလည်းအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ခဲ့ပါတယ်။အခုထုတ်ပြန်ချက်ဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့2023အောက်တိုဘာလ18ရက်ထုံးလူကုန်ကူးမှုထားရောက်လိမ့်လေမှုနဲ့ နိုင်ငံဖြတ်ကျော်မှုကင်းဆိုင်ရာကြီးညာချက်နဲ့ဆက်ဆက်သလိုအမျိုးသားညီညွတ်ရေးအစိုးရ KNPB ၊ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNU ၊ကရင်အမျိုးသားအစည်းအရုံး CNF ၊ချင်းအမျိုးသားတပ်ဦး ABSDF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး၊မွန်ပြည်သက်ပါတီ NNSP WLB ဟူမန်လတ်ပါမာရိုအခုနှစ်ဇန်နဝါရီ20ရက်ကထုတ်ပြန်တဲ့မြန်မာနိုင်ငံတွင်စိုက်ဘာရာဇဝတ်မှုများကြီးထွားလာနေသောအကျယ်တဲနှင့်ပတ်သက်တဲ့ပူးရဲကြီးညာချက်နဲ့လေဆက်ဆက်ကြောင်းအသိပေးပါရစေ။ အာနာသိန်းစစ်ကောင်စီရဲ့မဟာမိတ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Democratic ကရင်အကျိုးပြုတပ်မတော် DKPA နဲ့အဖွဲ့ကောင်ဆောင်လေးဦးအပြင်သူတို့နဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကိုအမေရိကန်အစိုးရကနာမည်ပြက်စာရင်းသွင်းပြီးအရေးယူတန်းခတ်လိုက်ပါတယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုစာရင်းမှာပါဝင်ခဲ့တဲ့ DKPA ကောင်ဆောင်တွေကတော့စောစတီ၊စောစိန်ဝင်း၊စောဆန်းအောင်နဲ့စိုင်းကျော်လာတို့ဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒတွေကိုအဓိကတာဝန်ယူတဲ့ဗန်နိုင်းဝင်ကြီးဌာနကနိုဝင်ဘာ12ရက်ရက်စွဲနဲ့ထုတ်ပြန်ရမှာတော့ DKBA အပြင်ဆက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့ Tin Asia, International Holding Group, Thailand and True Star တို့လည်းအရေးယူပိတ်ဆို့ခံရတဲ့စည်ရင်းထဲမှာပါဝင်လာတာကိုတွေ့ရပါတယ်။နောက်ပြီးတရုတ်ဒူးစရိုက်ဂိုင်းတွေနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသား6မှု7ဝန်းလည်းပါဝင်ခဲ့ပါတယ်။အမေရိကန်ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီလူပုံကိုယ်တွေနဲ့အဖွဲ့အစည်းတွေဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်နှိမ့်နာစေတဲ့စိုက်ဘာငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေနဲ့ တိုက်ရိုက်ရှက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ဂျာဖြန်ဒူးစိရိုက်ကိုင်းတွေဟာ DKPA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံထဲမှာငွေကြေးလိမ်လည်မှုဒူးစိရိုက်ခွန်ရက်တွေထူထောင်ထားကြောင်းအဲဒီကိုင်းတွေရဲ့လူမောင်ခိုမှုတွေမှာလည်းတားကောင်ဘဝကြာရောက်ခဲ့သူအများပြားရှိခဲ့ကြောင်းအမေရိကန်ဗန္ဒာယေဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဂျွန်ကေဟာလီကပြောကြားခဲ့ပါတယ်။အမေရိကန်အစိုးရဟာစိုက်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်အလွတ်မပြေစတဲ့ခြေရခန့်ရှာဖွေနေပြီးအမေရိကန်မိသားစုတွေကိုကာကွယ်နေမှာဖြစ်ကြောင်းလည်းသူကဆိုပါတယ်။ အမေရိကန်မှာ Federal ထောက်လှမ်းရေးဖြူတော် FBI အထူးလှုပ်ဝက်ထောက်လှမ်းရေးဌာနတရားရေးဝန်ကြီးဌာနမူရစေဝါတိုက်ဖျက်ရေးဦးစီးဌာနတွေပူးပေါင်းပြီးကြားဖြတ်နှိမ့်နှင်းရေးအထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့လည်းစီစဉ်ထားပါတယ်။အဲ့ဒီ unit ရဲ့ရည်ရွယ်ချက်ကမြန်မာ၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံတွေတဲကကြားဖြတ်ကွန်ရက်တွေကိုဖြိုခွဲဖို့တားကောင်ဖြစ်ခဲ့တဲ့သူတွေကိုကယ်ဆယ်နိုင်ဖို့လို့ဆိုပါတယ်။ဆလဘီကြားဖြန့်ကိစ္စခရင်လက်နက်ကင်များအပေါ်စစ်ကောင်းဆောင်အပြစ်ပုံချတယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကြာဖြန့်ကိစ္စအပါအဝင်ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပြတ်ယွင်းအောင်လှုံ့ဆော်နေသူများကကရင်ပြည်နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်းစစ်ကော်မရှင်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကအပြစ်ဖို့ပြောပါတယ်။ဂျမန်နီနိုဝင်ဘာ15ရက်ကကရင်ပြည်နယ်ဖအံမျိုးရှိပြည်နယ်အစ်စ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရမီရက်ဖာများအားတွေ့ဆုံရတွင်ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းယနေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင်ဖော်ပြပါတယ်။ကရင်ပြည်နယ်သည်လွတ်လပ်ရေးရပြီးချိန်ကလေးက နနက်ကိုင်းတိုက်ခိုက်မှုများကြောင့်တည်ငြိမ်အေးချမ်းမှုပြည့်ရွံ့ပြီးပြည်내အတွင်းနေထိုင်သူများထိခိုက်တကယ်သို့နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကြောင်းစစ်ကောင်ဆောင်ကပြောပါရယ်။လက်ရှိတွင်စစ်ကော်မရှင်အနေဖြင့်ခရင်ပြည်내အတွင်းဒေသတည်ငြိမ်အေးချမ်းမှုပြည့်ရွံ့အောင်လှုပ်ဆောင်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းလည်းဆိုပါရယ်။အွန်လိုင်းငွေကြေးလိမ့်လည်မှုနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိသည့်မြန်မာထိုင်းနယ်စပ်အနီးရှိ KK ဘတ်နေရာကိုရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပီးပြက်ရှင်းလင်းဆောင်ရွက်သွားမည်ဟုလည်းစစ်ကောင်ဆောင်ကပြောပါရယ်။ စစ်ကောင်းဆောင်ကခရီးပြည်နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများဟုဆိုတော့လေမြည်သည်လက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်းနာမည်ထည့်ပြောဆိုခြင်းမရှိပေ။ထို့သော KK ပတ်စီမံကိန်းတွင်ခရီးအမျိုးသားအစည်းအရုံး KNU အဖွဲ့ကောင်းဆောင်များကိုတိုင်ပါဝင်ပတ်သက်နေကြောင်းဝေကြေးရယူလိုမှုဖြင့်နိုင်ငံပိုင်မြေကိုအလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့တွင်ဆွဆွဲခဲ့မှုပါပဲ။ KNU ကလည်း KK ပတ် online ဝင်လေလုပ်ငန်းသည့် KNU နဲ့လုံးဝမသက်ဆိုင်ဟုညင်းပယ်ခဲ့ပြီးမြန်မာစစ်အုပ်စုပြောရေးဆိုခွင့်ရှိသူက၎င်းတို့စစ်အုပ်စုရဲ့မြန်မာနိုင်ငံရှိ online ငွေလိမ်ခိုင်းများမှနိုင်ငံရေးစီးပွားရေးနဲ့စီးရေးအရာအကျိုးမြတ်ရရှိနေမှုကိုဖုံးကွယ်လိုသည့်အတွက် KNU ကိုဆွဆွဲပြီးမဟုတ်မမှန်သောသတင်းအမှားဖြန့်ချိမှုသာဖြစ်သည့်အတွက် KNU အနေဖြင့်ညင်းပယ်ကြောင်းဟုထုတ်ပြန်ချက်တွင်တုံ့ပြန်ခဲ့ပါတယ်။အရှိတောင်အရှာဤနမည်ဆိုးဖြင့်ကြော်စောသတင်းထွက်ဆုံးစိုက်ပါငွေလိမ်ခြံကြီးများတဲမှတစ်ခုဖြစ်သည့် KK ဘတ်သည် မြန်မာစစ်အုပ်စုကိုကဲမှုအောက်ရှိဘုံမူကြီးစောချစ်သူဦးဆောင်တီကရင်နေချားစောင့်တပ်ဖွဲ့ PGF နှင့်ဆက်နွယ်ကြောင် Justice for Myanmar GFN ကပြီးခဲ့တဲ့မတ်လ6ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ KK ပတ်တီဆောက်ရေးလုပ်ငန်းများကို2020ပြည့်နှစ်မှသာစတင်ခဲ့တော့လေအာနာသိန်းကာလအတွင်းအလုံးရင်းနဲ့တိဆောက်လာခဲ့ကစေအုပ်စုအနေဖြင့်မွေလိန်ခြံကြီးများသို့လျှက်စစ်တပ်အားရောင်းချခဲ့ကြောင်းနှင့်ရင်းရောင်းချမှုမှအကျိုးမြတ်များရရှိခဲ့ကြောင်းလဲ GFN ကဖော်ထုတ်ခဲ့ပါတယ် ထို့ပြင်ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလအတွင်းကထွက်ရှိခဲ့တဲ့အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေး Institute USIPE အစီရင်ခံစာတွေလည်းကရင်ပြည်နယ်အတွင်းရှိ online ငွေလိမ်လုပ်ငန်းကြားဖြတ်များတွင် BGF ကောင်းဆောင်များအ धिक ပါဝင်ပတ်သက်နေကြောင်းဖော်ပြခဲ့ပါတယ်။ USIPE အစီရင်ခံစာတွင်ကြားဖြတ်လုပ်ငန်းများကိုအ धिक ထောက်ပံ့ကူညီပေးသူများအဖြစ် VGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ ဒုဗိုလ်မှူးကြီးမုတ်တုံနှင့်ဗိုလ်မှူးတင်ဝင်းတို့ပါဝင်ပြီးဒီမိုကရေစီအကြိုပြုခရင်တက်မတော် DKPA ကောင်းဆောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လာနှင့် KNU ဗဟိုကော်မတီဝင်ဟောင်းစာရော်ဂျာခင်တို့ပါဝင်ပါတယ်။ထောင်နဲ့ချီသောငွေလေလုပ်ငန်းများတည်ရှိရာရွှေကုတ်ကိုစီမံကိန်းမှနှစ်စဉ်အမေရိကန်ဒေါ်လာ192တန်ကို VGF ကရရှိက90ရာခိုင်နှုန်းကိုစစ်ကောင်စီကရရှိနေသည်ဟုလည်းအဆိုပါအစီရင်ခံစာတွင်ဖော်ပြပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်မေလတဲ့အတွင်းမူအမေရိကန်နိုင်ငံက၎င်းတို့နိုင်ငံသားများကိုအနည်းငယ်ဖြစ်စေသည့် online ငွေလိမ်လုပ်ငန်းများလူကုန်ကူးမှုများနှင့်နေဆက်ဖြတ်ကျော်မှောက်ကိုကူးမှုများလုံဆောင်ရာတွင်အ धिक အခန်းခဏမှပါဝင်နေသည်ဟုဆိုကာလက်ရှိ KNA အဖြစ်နာမည်ပြောင်းထားသည့် VGF အဖွဲ့ကောင်ဆောင်ဖိုးမှုကြီးစော်ချစ်သူ၎င်း၏သားနှစ်ဦးဖြစ်သည့်စော်ထူးအေမူနှင့်စော်ချစ်ချစ်တို့ကိုပိတ်ဆို့အရေးယူခဲ့ပါသည်ထို့နောက်စက်တင်ဘာလတည်းတွင်လည်း ဗိုလ်မှူးကြီးစောချစ်သူပိုင်ဆိုင်သည့်ချစ်လင်းမြိုင်ကုမ္ပဏီအပါအဝင် BGF KNEE လူပုတ်ကို၃ဦးနဲ့လုပ်ငန်း၆ခုကိုအမေရိကန်ကထပ်မံပိတ်ဆို့အရေးယူခဲ့ပါတယ်။မကြာသေးခင်ရက်ပိုင်းနိုဝင်ဘာလ၁၂ရက်နေ့မှာလေအမေရိကန်ကအွန်လိုင်းငွေလေးလုပ်ငန်းများနဲ့ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ DKBA အဖွဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လာနဲ့စီရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကိုတန်ခတ်အရေးယူကြောင်းထုတ်ပြန်ခဲ့ပါတယ်။ VGF နဲ့ DKBA တို့သည်စစ်ကောင်မရှင်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည့်အဖွဲ့များဖြစ်ပါသည်လက်ရှိတွင်စစ်ကောမရှင်က KK ဘက်ကြားဖြတ်ဆိုင်များအားစီနင်းခြင်းဖောက်ခွဲခြင်းများလှုပ်ဆောင်ပြနေတော်လေမြဝတီခရိုင်အတွင်ရှိရွှေကုတ်ကိုအပါဝင်အွန်လိုင်းငွေလိလုပ်ငန်းနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများမှဆက်လက်လက်ပတ်နေစေဖြစ်ကြောင်းသိရပါသည်။ကြားဖြတ်ကိစ္စအပါဝင်ခရီးပြည်နယ်တည်ငြိမ်အေးချမ်းမှုပြက်ပြားအောင် ဆောင်ရွက်နေသူများကခရီးပြည်နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်းစစ်ကောမရှင်ကောင်းဆောင်ဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ကအပြစ်ဖို့ပြောပါရယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။